Hello everyone မင်္ဂလာပါကျမလေးဒီရက်ပိုင်းမှာနည်းနည်းလေး busy ဖြစ်နေအောင်များနေတော့ဒီ video lesson part ကိုတိုက်ပြီးမလှည့်နိုင်ဘောเนาะ anyway အဲကျမစူးစမ်းပြီးတော့မှတင်ပေးနေပါတယ်အဲ့တော့ YouTube မှာအဆက်မပြတ်လေးကြည့်ထားပေးကြပါဦးပြီးခဲ့တဲ့ lesson မှာတော့ကကျမက episode 11ဆိုပြီးမှပြောတာပေါ့เนาะတကယ်တော့12ပါဒါနဲ့ဆိုလို့ရှိရင် episode က13ဖြစ်ပါပြီ adverb အကြောင်းပြောပါမယ် ပြီးခဲ့တဲ့ episode 12မှာကျွန်မ adjective အကြောင်းပြောခဲ့တယ်။ It is very easy, right? လလွယ်လေးပဲ။အားလုံးနားထဲမှာရှင်းအောင်လို့ကျွန်မစူးစမ်းပြီးတော့မှမလွယ်လွယ်အောင်လို့လုပ်ထားပေးပါရစေ။ဆက်ဒီနေ့မှာလည်း adverb အကြောင်းကိုပြောပါမယ်။ adverb နဲ့ adjective ရဲ့သဘောတရားလေးတွေကနည်းနည်းလေးဆင်တယ်လို့မျိုးရှိတယ်။ဒါပေမဲ့ adverb ကိုနားလည်ရ ဒါကတချို့သူတွေအတွက်နည်းနည်းရှုပ်မယ်ထင်ပါတယ်ဒါပေမဲ့ကျွန်မအဲ့ဒီရှုပ်နေပေမဲ့ကျွန်မနည်းနည်းစူးစမ်းပြီးတော့မှဖြီးပေးမယ်လွှဲအောင်လို့လေနော်မလဲလွှဲအောင်လည်းပြောပြရသေးတယ် Okay adverb ဆိုတာဘာလဲကရိယာဝိသေသနကရိယာတောင်ဖြစ်တယ်အရင်ပို့ဆန်ပါရင်ကရိယာဝိသေသနမြန်မာလိုကကြတော့ကရိယာဝိသေသန adjective မှာတော့ကမှတ်မိလား noun ကို adjective က support လုပ်တယ် uh, adverb မှာအကြောတော့အဲ့လိုမဟုတ်ဘူး verb ကို adverb တွေက support လုပ်တာထောက်ခံပေးတာအဲ့တော့ adjective မှာတော့ကဒီ noun တစ်ခုရဲ့ဂုဏ်ပုဒ်တက်လာဖို့အတွက်ကို adjective ကိုသုံးပြီးတော့မှပြောတာဒီမှာကျတော့ verb ဆိုတော့လှုပ်ဆောင်မှုတွေဘလို့လှုပ်တာလဲဘလောက်လှုပ်တာလဲအကယ်၍လူတစ်ယောက်စူးစမ်းရတယ်ဆိုရင်လည်းဘလို့စူးစမ်းတာလဲဘလောက်အတိုင်းတာစူးစမ်းတာလဲ ဘယ်နဲ့ချိန်စူးစားတာလဲစသဖြင့် adverb တွေကအဲ့ဒီလောက်ပါတယ်ဆိုတော့လောက်ဆောင်ချက်တွေကိုတွားပြီးတော့မှတွန်းအားပေးတာဟုတ်ပြီနော်အလောက်ဆိုလို့ရှင်နည်းနည်းလေး clear ဖြစ်မယ်ထင်ပါတယ်အဲ့တော့ adverb တွေကိုဘယ်လိုစကားလုံးတွေနဲ့ကျမတို့တွေ့ရလဲဆိုရင်ကျမတို့ဒီမှာ adverb ကိုဓာတ်ရိုက်ကြီးဘာသာပြန်ဖို့ခတ်တယ် ပြောချင်တာကတော့စကလုံးနဲ့ပေါ်ပြဖို့ခက်တယ်ဒါပေမဲ့ကျမတို့တတိထားမိတဲ့စကလုံးလေးတွေကိုစဉ်းစားကြည့်ရအောင်လို့အမြမမဆိုစွာပေါ့နော်စွာလေးစားစွာဖြင်းညင်းစွာလွယ်ကူစွာအဲ့လိုမျိုးလေးမြန်မာစာမှာရေးတယ်ဒါပေမဲ့စကားပြောရင်ကျမတို့စွာနဲ့ရေးလာမရေးကြအောင် sorry စကားပြောရင်စွာနဲ့မပြောဘူးလေနော်အမ်တဖြည်းဖြည်းဖြင်းညင်းစွာဆိုတာထက်ကိုတဖြည်းဖြည်းအဲတနဲ့ တနှုံနှုံအဲ့လိုမျိုးလေးတွေပြောကြတယ်ဒါမှမဟုတ်ရင်လည်းတာဝန်းဖူမပါတဲ့ဟာလေးတွေဆိုရင်လည်းဖြည်းဖြည်းနှင်းနှင်းမြန်မြန်လှင်းမြန်စွာလှင်းလှင်းမြန်မြန်အဲ့လိုလေးတွေပြောကြတယ်ဟုတ်တယ်ဟုတ်ဒီလောက်ဆိုလို့ရှိရင် adverb တွေကိုခေါင်းထဲမှာမျက်လုံးထဲမှာနည်းနည်းလေးပေါ်လာပြီးထင်ပါတယ်အဲ့ဒါတွေက adverb ဖြစ်ပါတယ်အဲ့တော့ adverb ကိုအတူဘယ်လိုရေးလဲဆိုတော့ adv နဲ့ရေးပါတယ် adverb ကာ verb ရဲ့လှုပ်ဆောင်မှုပို့ပြီးတော့မှပေါ်လွင်စေတာခုနကပြောခဲ့တယ်လို့ပဲအဲ့တော့ adverb တွေကိုကြည့်လိုက်လို့ရှိရင်အများကြီးရှိပါတယ်အဓိက adverb 5မျိုးရှိပါတယ်စုစုပေါင်းပေါ့เนาะ5မျိုးရှိတယ်အဲ့5မျိုးတွေကဘယ်ဟာတွေလဲဆိုတာကျွန်မပြောပြမယ်အဲ့တော့ဒီ5မျိုးကိုကျွန်မဒီလိုမျိုးထုတ်ပြောလိုက်တဲ့အခါကျရင်အော်ဆိုပြီးဖြစ်သွားလိမ့်မယ်ဘာဖြစ်လို့အော်ဆိုတာလဲဆိုတော့ကိုယ်တွေတိပြီးသားတွေပဲမဟုတ်လို့ ကျမတို့တိပီးသားတွေကိုပဲကျမတို့မရှင်းနေတာမျိုးဖြစ်တတ်တယ် confuse ဖြစ်နေတာမ clear နေဘူးပေါ့เนาะအဲ့လိုဖြစ်တာအဲ့တော့ကျမဒါရှင်းပြလိုက်ချင်ဩအဲ့ဒါ adverb လားဩအဲ့ဒါလေးက adverb လားဆိုတာဖြစ်သွားလိမ့်မယ်အဲ့တော့ရိုးရိုးရှင်းရှင်းလေးပဲဆက်သွားရအောင် number 1 adverbs for manner manner ဆိုတာအမှုအကျင့်တွေကိုပြောတာ ူတယောက်ရဲ့အမှုအကျင့်လေးလှုပ်ရှားမှုတွေတွာလာမှုတွေအဲ့ဒီဟာတွေကို ဖော်ပြတဲ့ adverb လေးတွေအဲ့တော့ကျမတို့ဗာလေးတို့ကြည့်ပြီးသိနိုင်လဲဆိုတော့ ly နဲ့ဆုံးတဲ့စကားလုံးလေးတွေကိုကြည့်ပြီးတော့မှဒါဟာ alpha ဘလို့အလွယ်ဆုံးသိလို့ရတယ်။အဲ့တော့ ly ကကြောက်ဘယ်ရရလဲဆိုရင် adjective ကို ly ပေါင်းလိုက်တာ။ ဲ့တော့ adjective တိုင်းကိုတော့ ly ပေါင်းလို့မရပါဘူးဒါပေမဲ့ရာခိုင်နှုန်းတစ်ခုအထိတော့စကားလုံးတော်တော်များများကို ly ပေါင်းလို့ရတာလေးတွေရှိပါတယ်အဲ့တော့ကျမတို့ဒါအများရန်လို့လို့အာစာရီဖတ်လိုက်တိုင်းမှာအင်္ဂလိပ်စာရီဖတ်လိုက်တိုင်းမှာတွေ့ဖူးပါလိမ့်မယ် ly ပေါင်းလိုက်တာလေးတွေအဲ့ဒါကို adverbs of manner အမူအရာအမူအချက်တွေကိုပေါ်ပြရတဲ့ကိရိယာဝိသေသနာလို့ကျွန်တော်တို့မှတ်ထားလို့ရတယ်အဲ့တော့ for example quick လင်းမြန်သော ly ထည့်လိုက်တဲ့ quickly လင်းမြန်စွာ slow နေကွေတော် slowly နေကွေစွာဟုတ်တယ်နော် slow နေကွေတော် slowly နေကွေစွာ careful ဂယူဆိုင်တော် carefully ဂယူတဆိုင်ဒါမှမဟုတ်ဂယူဆိုင်စွာဂယူတဆိုင်ပေါ့နော်အဲ့လိုမျိုးလေးပါအဲ့တော့ example ကြည့်ရအောင် he runs quickly သူ လင်းမြန်စွာမလုပ်လဲပြီးတယ်ကျမတစ်ခေါက်ပြောဖူးတယ်နော်လုတ်တဲ့ verb တွေကိုမြန်မာစကားမှာနောက်ဆုံးထားပြီးပြောရတဲ့ဆိုတဲ့အတိုင်းပဲ तू ကပြီးတယ်လင်းမြန်စွာလို့မပြောဘူးနော် तू လင်းမြန်စွာပြီးတယ် तू အလင်းအမြန်ပြီးတယ်ဒါမှမဟုတ်လည်း तू မြန်မြန်ပြီးတယ်အဲ့တော့မျိုးစုံသုံးနှုန်းနဲ့မြန်မာစကားမှာ He runs quickly. နောက်တော့မှကျွန်မ action verb တွေအကြောင်းသင်တော့မှ run တို့ walk တို့ read တို့အကြောင်းပြောပါမယ်အခုကျွန်မပြီးထားတဲ့ verb 3ခုက verb to be verb to have verb to do ဒီ3ခုပဲပြီးသေးတာကျွန်မတမင်ကိုခြံထားတာပေါ့နော်ခြံထားပြီးတော့မှသင်ထားတဲ့ဟာတွေနဲ့လှည့်ပြီးတော့မှသုံးတက်အောင်လို့ကျွန်မဒီဘိုင်းတွေကို focus ထားပြီးအရင်ပြောနေတာပါ he runs quickly အဲ့တော့ adverb လေးတွေကိုစာကြောင်းတစ်ကြောင်းရဲ့နောက်ဆုံးမှာထားရမြားပါတယ်။ဒါမှမဟုတ်ရင်လည်းမလုပ်ရလဲဆိုသူကစာကြောင်းရဲ့အလယ်ဖြစ်တဲ့ verb တို့ဘာလို့သုံးတဲ့အတိုင်းသူကစာကြောင်းအလယ်လေးမှာလာတာမျိုးရှိတယ်။ subject ရဲ့နောက်မှာထားပြီးတော့မှ main verb လောက်ဆောင်နေဆိုရဲပြေးသည်သွားသည်လာသည်စားသည်အိပ်သည်ရဲ့ရှေ့လေးမှာထည့်ပြီးသုံးရတယ်။တနည်းအားဖြင့် uh, don't တို့ doesn't တို့ အဲပြောခဲ့ဒုံကလိုမျိုးပဲအဲ့နေရာလေးမှာသူဝင်ယူလိုက်တာသဘောပေါက်တယ်ဟုတ် he runs quickly သူမြန်မြန်ပြေးတယ် he quickly runs သူမြန်မြန်ပြေးတယ်တူတူပဲကြိုက်တယ်လို့သုံးလို့ရပါတယ်အဲ့တော့ကျမတို့ကကလေးတွေဆိုရင်လဲចောင်းတက်နေတဲ့ကလေးတွေဆိုရင်လဲဘယ်နေရာမှာထထထားလို့ရပါတယ်เนาะဒါပေမဲ့ចောင်းရဲ့တင်ရိုးတွေမှာဆီယမတွေဘလို့အမှတ်ပေးလဲဆိုတာလေးကိုတော့တစ်ချက်ကြည့်စီချင်ပါတယ် but english ဆာမှာတော့ဒီလိုမျိုး တိုက်တယ်လို့သုံးလို့ရတယ်။ She walks slowly. သူ walks လမ်းလျှောက်တယ် slowly ဖြစ်ဖြည်းလေးလျှောက်တယ်။သူလမ်းကိုဖြစ်ဖြည်းလျှောက်တယ်။ဒါမှမဟုတ် she slowly opens the window. သူတကားကိုဖြည်းဖြည်းဖွင့်တယ်။ She opens the window slowly လေရတာပဲ။ဒါမှမဟုတ် slowly ကိုရှေ့မှာထုတ်ရေးလိုက်တယ်တွေ့လား။ subject ရဲ့နောက်ကိုပို့လိုက်တယ် verb ရဲ့ရှေ့တဲ့ကိုပို့ထားတယ်။ကြားထဲမှာညှက်ထားတယ်။အဲ့လိုလေးသုံးလို့ရတယ်။ I read the letter carefully. ငါဒီစာကို letter ဆိုစာကို carefully ဂရုတစိုက်ဖတ်တယ်။ I carefully read the letter. ကြိုက်တယ်လို့ရေးလို့ရတယ်။ကြိုက်တယ်လို့ပြောလို့ရတယ်။အရေးရောအပြောပဲနော်။အရေးရောအပြောကြိုက်တယ်လို့သုံးလို့ရပါတယ်။အဲ့တော့ကျမတို့ကြည့်ကြည့်အောင် example မှာ He runs. အဲ့မှာ full stop ကချလို့ရပြီ။သူပြေးတယ်။ ဒါပေမဲ့ကျမတို့ကဘာလို့ပြေးရလဲအမှုအရာကိုပြောချင်တာသူ့ရဲ့ဖလှှရှားမှုပုံစံကြီးကိုဖော်ချင်တာဆိုတော့ quickly ထည့်လိုက်တော့ပြေးတော့ပြေးတာပဲဘလို့ပြေးတာလဲမြန်မြန်ပြေးတာလမ်းလျှောက်တယ်ဘလို့လျှောက်တာလဲဖြည်းဖြည်းလျှောက်တာစာကိုဖတ်တယ်ဘလို့ဖတ်တာလဲဂယုတဆိုင်ဖတ်တာအဲ့တော့ subject ဆိုရဲ i ကိုရင်ညွှန်းနေရလား vibe ရဲ့လှုပ်ဆောင်ချက်တွေကိုပို့ပြီးတော့ထောက်ပံ့တာလား ရှင်းသွားပြီဟုတ် verb ရဲ့လှုပ်ဆောင်ချက်တွေကိုပို့ပြီးတော့ထောက်ပံ့တာအဲ့တော့ဒါလေးတွေက ly ပေါင်းတဲ့ adjective ကနေလာတဲ့ adverb ဖြစ်ပါတယ်နောက်တစ်ခုသွားရအောင် adverbs of time အချိန်လေးတွေကိုပြောပြတာအချိန်ကိုပြတာအဲ့တော့ဒီအချိန်ကိုပြတာလေးကိုကြည့်လို့ရှင်ဩဆိုတာလာလိုက်မယ်ဘာဖြစ်လဲဆိုတော့ကျမတို့အများကြီးသိရစကားလုံးလေးတွေပဲ today yes today soon now later ဒီနေ့မနေ့ကမကြမီအခုနောက်မှမနေ့ပြန် tomorrow အဲ့ဒါတွေအကုန်လုံးအချိန်ကိုပေါ်ပြတာတွေအကုန်လုံးဒီ adverb တွေပါတချို့က adverb ကို adverb မှမသိနေတာပေါ့เนาะဒါပေမဲ့အချိန်ဆိုတဲ့ဟာလေးတို့တော့ကျမတို့သိပြီးသားပဲဒါပေမဲ့ကျမတို့ကမလုပ်လိုက်လေဒီမှာကျောက်ကိုသိထားတာလေးရဲ့သူ့ရဲ့ theory လေးရဲ့ပေါင်းပေးလိုက်တဲ့သဘောလေး ်ဟုတ်ပြီနော်တချို့ဟာလေးတွေကကြတော့ကိုတိပြီးသားပဲဒါပေမဲ့ကျွန်မပြောလိုက်တဲ့အချိန်မှာဒါ advert ဖြစ်ကြောင်းသိသွားမှာပေါ့နော်အဲ့လိုမျိုး theory နဲ့ကိုလက်တွေ့သုံးနေရလေးနဲ့ဆက်ဆက်မိသွားတယ်ချိတ်ဆက်မိသွားတယ်လို့ပဲယူဆပေးကြပါအဲ့တော့ for example he doesn't take shower today သူဒီနေ့ရင်မချိုးဘူး he doesn't take shower today ကျမတို့ doesn't do do not don't တို့သုံးတာလေးတွေ啊 သိပြီးသားလေးတွေနော် he doesn't take shower today သူဒီနေ့ရင်မချိုးဘူးသူဒီနေ့ရင်မချိုးဘူးအဲ့တော့ဒီနေရာမှာကြည့်ရအောင် today ကို အတန်ထွက်တဲ့အခါမှာ today လို့ထွက်လို့ရတယ်လို့မြန်မြန်ပြောရင် to ကို t လောက်ပဲထွက်လို့ရပါတယ် today I came back late yesterday. ငါမနေ့ကအပြန်နောက်ကျတယ်. Yesterday. yesterday ဟုတ်ပြီနော် see you soon နောက်မှတွေ့မယ်နော် see you later နောက်မှတွေ့မယ် i'm at school now ငါအခုကျောင်းမှာဒါကျမကဒီနေရာမှာ present tense တွေ past tense တွေအကြောင်းကိုမပြောပါဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့တွေ today yesterday soon later now ဆက်သဖြင့် adverb ကိုသုံးတဲ့နေရာလေးတွေအကြောင်းကိုပြောလို့ပါ အကယ်၍သာ present tense past tense ကိုပြောရဲဆိုလို့ရှိရင် today ဆိုရင် present tense ဖြစ်တယ်အဲ့ဒါကြောင့်မို့လို့အငင်းမှာ does not သုံးထားတာအကယ်၍ yesterday ဆိုလို့ရှိရင်အငင်းမှာ did not didn't ဆိုတာဖြစ်မယ် ဒီမှာ yesterday ဒုတိယ example မှာ I came back late yesterday yesterday မနေ့ကမဟုတ်လို့ C A M E came ဖြစ်တာအကယ်၍သာ today လို့ဘာလို့ဆိုရင် C O M E ပဲဖြစ်မှာဟုတ်ပြီနော်အဲ့လိုမျိုးလေးဒါကတော့ present tense past tense တွေကိုခေါင်းထဲမှာ question ဖြစ်နေမှာဆိုလို့ပါအမ်ထားပါတော့အဲ့ဒါတွေကကျမဟို main verb တွေအကြောင်းသင်တဲ့အခါ action verb တွေအကြောင်းသင်တဲ့အခါမှာအဲ့ဒါလေးတွေထည့်ပြောမှာ ဒီနေရာမှာနံပါတ်1အာနည်းနည်းအရေးကြီးရာလေးတခုပြောချင်ပါတယ် today yesterday tomorrow ဆိုတဲ့စကားလုံးတွေကိုစာကြောင်းရဲ့ရှေ့မှာဖြစ်ဖြစ်နောက်မှာဖြစ်ဖြစ်ထားလို့ရပါတယ်။ဒါကြောင့်ကျွန်မအောက်ဆုံးမှာမှတ်ချက်လေးရေးထားတယ်။တချို့သောအချိန်တွေကိုရှေ့နောက်ထားလို့ရတယ်ဆိုတာစာကြောင်းရဲ့ရှေ့ဒါမှမဟုတ်စာကြောင်းရဲ့နောက်ဆုံးမှာထားလို့ရပါတယ်။ Today he doesn't take shower အဲ့လိုလည်းရပါတယ်။ Yesterday I came back late အဲ့လိုလည်းရပါတယ်။ See you soon မှာကြတော့နောက်ဆုံးမှာပဲထားရပါတယ် Now I'm at school လို့လည်းသုံးလို့ရပါတယ်အဲ့လိုလေးပါ okay အဲ့တော့ဒါကအချိန်လေးတွေပါအဲ့တော့ကျမတို့အချိန်လေးကိုတီးပြီးသားပါဒါပေမဲ့ advert အဖြစ်ဝေခွဲလို့အမတက်ဖဲနဲ့ရောထွေးနေတာလေးတွေရှိမှဆိုလို့ပါအခုတော့တည်သွားပြီဟုတ် okay please နေရာကြီးအောင် နေရာပြရတဲ့စကလုံးလေးတွေပါဒါလည်းအလိုပဲကျမတို့အများအနေပြောနေရဲ့ here there တို့ everywhere outside inside နေရာတွေပေါ်ပြတာလေးတွေပါအแทမှာအပြင်မှာဟိုမှာဒီမှာပြောတဲ့ဟာလေးတွေပါအဲ့တော့ here ဒီမှာ there ဟိုမှာ everywhere နေရာတိုင်းမှာ anywhere တနေရာမှာအဲစသဖြင့်ပေါ့နော်အဲ့ဒီအသုံးလေးတွေပါအဲ့တော့ i'm here ငါဒီမှာ the fitting room is there ကျမဗီဒီယိုတွေမှာဆိုရင်ခဏခဏအဲ့လိုမျိုးလေးပြောပြတယ် the fitting room is there အာဘာလဲအဝတ်စားသားဝယ်လို့ရှိရင်လေအဆန်းဝတ်ကြည့်ရဲ့အခန်းလေးတွေက there အဲ့ဒီမှာ over there ဟိုမှာအဲ့လိုအုံးလေးတွေပေါ့နော် she travels everywhere သူနေရာအနှံ့ကိုခရီးထွက်နေတာစာတပြည့်အဲ့လိုလေးသုံးပါတယ်အဲ့တော့သူတို့ကတော့စာကြောင်းရဲ့နောက်မှာထားတာပဲများပါတယ်စာကြောင်းရဲ့ရှေ့မှာထားတာမျိုးတွေမတွေ့ရပါဘူး ဒါကတော့နေရာကိုဖော်ပြတာလေးပေါ့နော်ဒါကနေရာကိုဖော်ပြတဲ့ adverbs နော်အဲ့ဒါကိုသွားပြီး preposition နဲ့မရောစေချင်ပါဘူးကျမဒီနေရာမှာ preposition အကြောင်းလုံးဝမပြောရသေးဘူးကျမရဲ့ episode 73ခုလုံးမှာ preposition ကြောင့်မပါဘူးအဲ့တော့နေရာပြလို့ဆိုပြီးတော့မှ in တို့ on တို့ at တို့စသဖြင့်အဲ့ဒီအကြောင်းလေးနဲ့မရောထွေးပါနဲ့ ဒါကအဲ့လိုမျိုး in နေ on နေ at တွေ preposition မလိုပဲနဲ့ adverb ကိုပဲသုံးပြီးတော့မှ ပြောလို့ရတဲ့ဟာလေးတွေပဲကျွန်မဒီနေရာမှာရည်ညွှန်းချင်းဖြစ်ပါတယ်ဒါကတော့တခါတည်းကြိုပြောပြပြထားရောသွားမှာဆိုလို့နော်တချို့ကလည်းတိပီးသားတွေဖြစ်တဲ့အခါမှာဟဲ့ဒါကတော့အေးဆေးပါပဲငါတို့တိပီးသားဆိုပြီးတော့မှအပေါ်ရန်လေးပဲနားထောင်ပြီးရောရောထွေးသွားမှာဆိုလို့ပါ Okay frequency frequency ဆိုတာဘာလဲဆိုတော့ချိန်နှုန်းတွေကိုပြောတာအချိန်အရေအတော့တွေပြောတာလောက်ဆောင်မဲ့အလျင်အဟုံးအဲ့လိုအနှုံးကိုပြောတာအဲ့တော့ဒီနေရာမှာအရန်အရန်ကိုအသုံးဝင်တဲ့ကျွန်မအဲ့ adverbs လေးခုကိုသင်ပေးပါမယ်အဲ့ဒါဘာလဲဆို always always မဟုတ်ပါဘူး always by l အတန်းဖြုတ်ပါ always တချို့ကလည်းကျမဗီဒီယိုမှာလည်းကျမအယ်တန်ဖြုတ်ပါလို့ပြောရင်လည်းမရဘူးအချင်းပါနေလို့ရှာလေးထောက်လိုက်ရမှခြေနဲ့တာဆိုပြီးတော့ comment ကရေးသေးတယ်အဲ့တော့အဲ့လိုမျိုးအဲ့လိုမျိုးရှာလေးအချင်းပါလို့ထောက်နေတည်ရတော့တချို့စကလုံးများမှားမှာတော့အတန်ထွက်တယ်။ကျမစေနာနဲ့ပြောတာ I always catch up early ။ဒီမှာကျမလေအဲစာကြောင်းတစ်ကြောင်းတည်းကိုပဲသုံးပြထားတယ်။ Always ဆိုတာအမြဲတမ်း အမြဲတမ်းဆိုတော့9ရက်မှာ9ရက်လုံးအဲ့လိုမျိုးမှတ်ထားလို့ရတယ်ရာနှုံးပြိတ်တရာရာဂိုင်းနှုံးကိုပြောချင်တာငါအဲ့ရာကအမြဲတမ်းဆော့ဆော့ထားတယ်အဲ့တော့သူ့ကိုတုံးတဲ့နေရာလေးကိုကြည့်မယ်။ subject နဲ့ main verb ရဲ့ကြားထဲမှာညက်ထားတယ်တွေ့လား။ I always get up early. get up ကအဲ့ရကထတာ။ I always get up early. ငါအမြဲတမ်းအိယာကစောစောထတယ်ဆိုတော့ always အမြဲတမ်းဖြစ်တဲ့အတွက်နေ့တိုင်းရာနှုံးပြီးတရားရာကိုင်းနှုံးနောက်တစ်ခါ usually usually မဟုတ်ဘူး you share လို့လည်းအတမ်းထပ်ဘူး share share နဲ့မထွက်နဲ့ jail jail အဲ့လိုတမ်းမျိုး jail i usually usually အဲ့လိုမျိုးတမ်း usually i usually get up early I usually get up early nga ပုံအများအားဖြင့်တော့အများအားဖြင့် get up early စစောထားတဲ့ဆိုလိုတာက9ရက်မှ9ရက်လောက်တော့သူစစောထားတယ်85ရာခိုင်နှုန်းလောက်ပေါ့တရရာခိုင်နှုန်းမှာ85ရာခိုင်နှုန်းလောက်တော့သူစစောထားတဲ့သူရဲ့အကျင့်ကိုပြောတာ sometimes လို့ပြောရင်တော့တခါတလေဖြစ်သွားပြီတခါတလေ တခါတလေလို့ပြောတော့25ရာခိုင်နှုန်းလောက်ဒါမှမဟုတ်9ရက်မှ2ရက်3ရက်လောက်ပဲဆော့ဆော့ထတာ I sometimes ဒီနေရာမှာ some နဲ့ time မှာ s ပါပါတယ် sometimes ပြီးတော့တဆက်သေးရေးပါတယ်သွားခွဲမရေးပါနဲ့ sometimes အတန်ထွက်ကြတဲ့ s ဆိုရဲအတန်တစ်ခါလေးထည့်မယ် I sometimes get up early ငါတခါတလေဆော့ဆော့ထတယ် ုတ်ပြီเนาะတခါတလေသိပြီ never ဆိုတာကြတော့အငင်းဖြစ်ပါတယ်။ तू က no တို့ not တို့ ਨੇ အတိတ်ပဲသွားတူတယ် ਨੇ ဟိုအတိတ်ပဲတူပါတယ်။ I never catch up early ဒီနေရာမှာဆိုလို့ရှိရင်เนาะ get up ကအရာထား never ဆိုတာဘယ်တော့မှမလုပ်တာမျိုး0%တရရရပိုင်းတော့မှလုံးဝမလုပ်တာခုနှစ်ရက်မှတရက်မှမထတာအဲ့တော့နေ့တိုင်းသူအရာက မထအောင်ဆော့ဆော့မထအောင်လို့ပြောတာ I never get up early ဟုတ်ပြီနော်တဘောပေါက်တယ်နော် always ကရနှုံးပြိ usually 95ရာခိုင်နှုန်း sometimes အာ95ရာခိုင်နှုန်း30ရာခိုင်နှုန်းလောက်ပဲ never bit တော့မှ0%အဲ့တော့အစားကြောင်းတကြောင်းနဲ့ကိုပဲကျွန်မသုံးပြသွားတယ်သူကအတိတ်ပဲ꿰သွားတယ်ဆိုတာကိုနားလည်လောက်ပြီးထင်ပါတယ်ဒီနေရာမှာ alpha နှစ်မျိုးသုံးထားပါတယ်နောက်မှာလဲ early ဆိုတာလေးသုံးထားပါတယ် alpha နှစ်ခု ထပ်ပြီးတော့မှသုံးလို့ရတယ်အစားအကြောင်းတစ်ချောင်းထဲမှာသူ့နေရာနဲ့သူမှန်နေဖို့တော့အရေးကြီးတာပေါ့နော်အဲ့တော့ always usually sometimes never ဆိုတဲ့စကားလုံးတွေကဒီ beginner မှာတော့မကဘူးတခြား level level အမြဲတမ်းလို့လို့တောက်လျှောက်အလွန်တရာမှအသုံးဝင်တဲ့ adverb တွေဖြစ်ပါတယ် okay ပါ frequency ပြီးပြီ degree degree ကျတော့စံနှုန်းလို့ပဲပြောရမှာပေါ့နော်သူ့ရဲ့စံနှုန်း ဲ့တော့ جماعه ပြီးခဲ့တဲ့ episode 12ကိုကြည့်တဲ့သူတွေကဒီဟာကိုသိပြီးသားပါဒါကြောင့်မလို့ جماعه ဒီ lesson ကိုတမင် adverb အကြောင်းပြောပြတာအစကတော့တခြား topic ကိုပြောရင်ကောင်းမလားလို့စဉ်းစားနေရင်းနဲ့မှ adverb ကိုပြောလိုက်ရင်ပို့ပြီးတော့နားထဲမှာရှင်းမယ်ဆိုပြီးဒီ video လုပ်လိုက်တာပေါ့နော် okay جماعه တို့သင်ခဲ့တဲ့အာဘယ်လဲ very so to အဲ့ဒါတွေက adverb တွေပါဒါပေမဲ့ကျွန်မပထမ lesson မှာဒါဒီ adverb လို့ကျွန်မလုံးဝထုတ်မပြောခဲ့ပါဘူးအခုတော့ထုတ်ပြောပါပြီ adverb ပါ very to quite almost uh ပြီးတော့မှ so အဲ့ဒါတွေအကုန်လုံးဒီ adverb တွေဖြစ်ပါတယ်အဲ့တော့တိပိတာပဲ she is very beautiful adjective ရဲ့ shape လေးမှာထားရတယ်တွေ့လား The aircon is too cold. Full stop. Sorry, ba. The aircon is too cold. အခုံကအရန်အေးတာပဲအလွန်တရာမှအေးတယ် it is quite difficult ဒါတော်တော်လေးခက်တာပဲ quite q u i t e quite ပါ q u i e t quiet နဲ့မမှားပါနဲ့ quiet ကတိတ်ဆိတ်တော့ဒါက quite အတန်ထွက်လည်းမတူပါဘူးဆာလုံးပေါင်းလည်းမတူပါဘူးအဲ့ဒါကိုခဏခဏရောကြပါတယ်ခဏခဏမှားကြပါတယ် i almost forgot about it i almost forgot about it ငါအဲ့ဒါကိုမေ့တော့မလို့ မေ့တော့မလို့လို့ပြောတဲ့အခါကျရင်ဒီလိုလေးသုံးရပါတယ် I almost forgot about it အဲ့တော့ forget မဟုတ်ဘဲနဲ့ forgot past tense လေးကိုသုံးရပါတယ်တချို့တော့တည်ပြီးသား tense ကိုကောင်းကောင်းတည်ပြီးသားသူတွေအတွက်ပါ I almost forgot about it. အဲ့တော့အထိပယ်လေးကြည့်ရရင် very alone too ကလည်း alone တရား quite ဆိုတာတော်တော်လေး almost ကလုံတော့မလို့လူနီးပါအဲ့လိုအထိပယ်လေးပါ ဟုတ်ပြီနော်အဲ့တော့ရလောက်ပြီထင်ပါတယ်ဒါက degree တွေကိုပြရတာပါဒါကတိပီးသားလေးကိုပဲအတုံးလေးတွေကိုပြပြတာအဲ့ဒီတော့ verb ရဲ့နေရာလေးကိုကျွန်မတို့ကြည့်ရအောင်အမေစာ verb to be တွေရဲ့နောက်မှာထားရေးတယ်အဲ့လိုမှမဟုတ်လို့ verb to be နဲ့မဟုတ်ဘူး yo yo action verb ဆိုရင်သူတို့ဒီ almost ကိုရှေ့မှာထားရေးတာတွေ့ရလိမ့်မယ် ဟုတ်ပြီနော်အဲ့တော့ကိုယ့်ရဲ့စာချောင်းတည်ဆောက်တဲ့ပုံစံပေါ်မှာတော့နည်းနည်းလေးမူတည်ပြီးတော့သူ့နေရာလေးတွေကရှေ့လားနောက်လားကြားထဲမှာလားအဲ့ဒါမျိုးလေးတွေရှိပါလိမ့်မယ်အဲ့တော့ငားခုစလုံး done ပါပြီးသွားပါပြီ adverb အကြောင်းအဲ့တော့ adverb ကိုအဲထူးခြားချက်လေးတွေကျွန်မပြောပြပါမယ် adverb တွေကိုအငင်းလုပ်လို့မရပါဘူးအငင်းလုံးလို့မရပါဘူး never ကလွယ်ရေးပေါ့ never ကကြာသူ့ကိုယ်တိုင်ကအငင်းဖြစ်နေတာ哦 သူကိုယ်တိုင်ကိုက verb ကိုသွားပြီးတော့မှညင်းလောက်ပလိုက်တာအဲ့ဒါမျိုးအဲ့တော့ adverb ကိုအညင်းလောက်လို့မရဘူးလို့ဘာဖြစ်လို့ကျမဒီနေရာမှာပြောရလဲဆိုတော့ကျမတို့ verb to be verb to do verb to have တဲ့အကြောင်းပြောတော့ကအညင်းလောက်မယ်ဆိုရင်အမစ်စာရဲ့နောက်မှာ not ထဲအဲအဲ့လိုမျိုးလေးပြောတယ်လေနော်ဒါပေမဲ့ adverb တို့ကြတော့သွားပြီးတော့သူ့ကိုအညင်းလောက်လို့မရဘူးသူနဲ့မဆိုင်ဘူးအညင်းလောက်မယ်ဆိုရင်ဘာလုပ်ရမလဲရှေ့သူတို့မှာစာကြောင်းထဲမှာပါနေတဲ့ verb to be ဒါမှမဟုတ်ရင် main verb တွေကို don't လို့ doesn't လို့ didn't လို့အဲ့ဒါလေးထည့်ပြီးတော့မှညင်းရမှာသူတို့ကကြတော့အဲ့ဒီပုံမှာ moody ပြီးတော့ပဲ support လုပ်သွားမှာဟုတ်ပြီနော်အငင်းဟာ verb ပုံမှာ moody တယ်ဒါကတော့ကွဲပြားလောက်ပါတယ်ခုနကတော့ example မှာ he doesn't take shower today ဒီနေ့သူရေမချိုးဘူးဒီနေ့သူရေမချိုးဘူးလို့ပြောရင် အငင်းဒီဘယ်မှာပဲရှိနေရလဲ doesn't take အဲ့မှာပဲသွားရှိတာတိလားသွားပြီးတော့မှ today လို့ဘာလို့သွားညင်ခိုင်းလို့မရဘူးအဲ့လိုမျိုးပြောချင်တာเนาะ okay and then နောက်တစ်ခုကတချို့တော့ adverb တွေက ly မလိုပါဘူးဒီမှာကြည့်ကြည့်ပါ fast fast မြန်မြန် hard hard ခက်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  late late နောက်ကြတာနောက်ကြတာတနည်းအားဖြင့် um adjective ကိုတိုက်ရိုက်သုံးတယ်လို့လဲတချို့က တင်ကြပါတယ်အဲ့လိုမှတ်ထားလဲရပါတယ်မမှားပါဘူး he runs fastly တွေပိုင်းမသုံး hardly တွေမသုံး lately တွေမသုံး he runs fast adjective အတိုင်းပဲနောက်မှာတန်းပြီးတော့မှလိုက်လိုက်တာ he runs fast သူမြန်မြန်ပြေးတယ် she walks hard သူအလုပ်ကြိုးစားတယ် You came late. မင်းနောက်ကျပြီးတော့လာတယ် ဲ့လိုမျိုးလေးပဲသုံးပါတယ်အဲ့တော့တချို့တော့ adverb တွေဒီ ly မလိုဘူးဆိုတာဒီတနည်းအားဖြင့် adjective ကိုတိုက်ရိုက်သုံးတယ်ဆိုတဲ့သဘောမျိုးပါပဲပြီးတော့မှဒီမှာဆိုရင်ပိုရှင်းလိုက်မယ် she is a good dancer သူကအကအရန်တော်တဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့ she is a good dancer ကို adverb တစ်ခုခုထည့်ကြည့်ထည့်လို့မကောင်း ်ဟုတ်တယ်ဟုတ်အဲ့တော့ဘာဖြစ်လဲ she dances well သူကောင်းကောင်းကတ်တဲ့ w e l l well ကောင်းမွန်တော့ကောင်းမွန်စွာတူတူပဲ wellly ဆိုတာမျိုးလည်းမရှိဘူးเนาะအဲ့ဒါလေးကိုဆိုလိုတာပါဆိုတော့ဒါကတော့ adverb တွေရဲ့ထူးခြားတဲ့သူ့ရဲ့ rules လေးတွေဖြစ်ပါတယ်တချို့သော adverb တွေ adjective ကိုပဲဓာတ်ရိုက်ယူထားတဲ့သဘောတရားမှရှိတယ်လို့ဆိုလိုတာပါ okay the less နောက်ဆုံးတစ်ခုကတော့ adverb တွေကိုမေးခွန်းစလုံးလေးတွေနဲ့မေးတတ်ပါတယ်။ကျွန်မသင်ခဲ့တဲ့ theme မှာ la မေးခွန်းတွေပဲသင်ပါတယ်။ verb to do, verb to be, verb to have နဲ့ပြီးရင်မေးတယ်ဆိုရှင်လောက်လားလောက်တယ်ရှိလားရှိတယ်မရှိဘူး yes no နဲ့ဖြေခဲ့တာ။ဒါမဲ့ဒီနေရာမှာတော့ other question words တွေလာပါပြီ။ w ဒါမှမဟုတ် h နဲ့စားတဲ့မေးခွန်းတွေပါ။ how ဘယ်လိုလဲ။သူပြေးတယ်ဘယ်လိုပြေးတာလဲ။မြန်မြန်ပြေးတယ်။ how does he run ပြီးရင် one ဘယ်တော့ကသူရောက်လာတာလဲ where သူဘယ်မှာလ she's outside she's here သူဒီမှာ how often how often do you catch up early i usually အဲ့လို get up early အဲ့လိုလေးဖြေလ how often ချိန်နှုန how much ဘယ်လောက်များများဟုတ်ပြီနော် how when where how often how much ဆိုရဲစကားလုံးလေးတွေကိုမေးပြီးဆိုလို့ရှိရင်เนาะ adjective ကို ဖြေရမှာမဟုတ်ဘူး adverb ကိုဖြေရမှာဖြစ်ပါတယ်ဒါဒီ adverb နဲ့ sign နဲ့အဲမေးခွန်း question တွေပါအဲ့တော့ how လို့ပြောတဲ့ခါကျရင် ပို့ပြီးတော့မှနားထဲမှာ အဲပို့ပြီးရှင်းပါတယ် buffer လို့ဆိုတော်တော်များများသိပြီးသားမို့လို့ပါ how how often how much how far အဲ့လိုမျိုးလေးတွေ how နဲ့တွဲပြီးဆိုလို့ရှင်ဒါဒီ adverb ကိုမေးရဲဆိုတာသိတယ်ဒါပေမဲ့ one နဲ့ where လို့ဆိုရင်နည်းနည်းစိတ်ထဲမှာရောထွေးကြတယ် buffer လို့ဆို one လို့မေးခဲ့တဲ့အချိန်ကိုမေးတာဖြစ်တဲ့အတွက်အဲနေ့လယ်2နာရီလားည2နာရီလားစသဖြင့်အချိန်ကိုဖြေရမယ်ဆိုတော့ ဟိုအတိတ်တစ်ခုကရှိနေတာဟုတ်ဒါပေမဲ့ guna လို့ပြောတဲ့ one ဆိုတာက today tomorrow တို့တွေကိုပြောတဲ့အခါကျရင်တော့ဒါ adverb နဲ့လည်းဆိုင်ပါတယ် where လို့ပြောရင်လည်းအဲ့လိုပဲဘယ်မှာလဲဆိုလို့ရှိရင်ဒီမှာဆိုတာမဟုတ်ဘဲね in the room အခန်းထဲမှာ on the table စပွဲပေါ်မှာဆိုရဲ preposition နဲ့ဖြည့်ရတဲ့ဟာမျိုးတွေကိုပဲခေါင်းထဲမှာရှိတတ်တယ်။ဒါပေမဲ့ here everywhere there over there ဆိုရဲအသုံးအနှုန်းတွေဒီ adverb နဲ့စိုင်ပါတယ်။ဒါကြောင့်မို့လို့ဒီနေရာမှာကျွန်မထည့်ထားပေးရပါ။ Okay เนาะအဲ့တော့ကျမတို့ရဲ့ common lesson တွေဆိုလို့ရှိရင်အားလုံးသိချင်နေကြတဲ့တချို့တော့အငင်းလေးတွေပြီးတော့မှ question နဲ့ဆိုင်တာလေးတွေနောက်တစ်ခုကကျမတမင်ချန်ခဲတဲ့ articles တွေပေါ့နော် ANC the စသဖြင့်အသုံးလေးတွေဘက်ကိုပို့ပြီးတော့မှသွားရအောင် Okay thank you so much for listening နားထောင်ပေးတာအားလုံးကိုကျေးဇူးများတင်ပါတယ်နည်းနည်းလေးရှင်းသွားပါပြီတကယ်လည်းအသုံးဝင်မယ်လို့ထင်ပါတယ် bye bye ပါအဲကျွန်မရဲ့ YouTube ကိုလည်း subscribe လုပ်ထားပေးပါအောင်ဒါကတော့အထူးတောင်းဆိုပါရရှင်ကျေးဇူးများတင်ပါတယ်ရှင်